တရုတ်ကွန်မြူနတီပါတီဗဟိုကော်မတီရဲ့အချိန်20မြောက်စတိုးထားမျက်နှာစုံဒီအစည်းအဝေးကြီးကျင်းပဖို့10ရက်လောက်ပဲလိုတော့တဲ့အချိန်မှာ ဘေဂျင်းမျိုးတော်ကြီးတစ်ခုလုံးကနိုင်ငံရေးပေါကွဲမှုကြီးတစ်ခုရဲ့တုံ့ခါမှုထံကိုပြင်းထန်စွာ ခံစားနေရပါတယ်။အဲ့ဒါကတော့တရုတ်သမ္မတရှီဂျင်းဖင်ကရုတ်တရက်လေးဖြတ်သွားပြီးတော့အရေးပေါ်အခြေအနေနဲ့စိတ်ယုံတင်လာရတယ်ဆိုတဲ့အကြောင်းပါ။ဒီတရင်နေ့ကတရုတ်ဝန်ကြီးချုပ်မြောက်ကိုရီးယားကိုတရားဝင်ခီးစဉ်တွားရောက်နေချိန်မှာထွက်ပေါ်လာတာဖြစ်လို့တရုတ်နိုင်ငံရဲ့အမြင့်ဆုံးနိုင်ငံရေးအာဏာအထွတ်အထိပ်မှာ ကြီးမားတဲ့အကြံတဲတစ်ခုဖြစ်ပေါ်နေပြီလားဆိုတော့ထင်စီပေးမှုတွေကိုမီးထိုးပေးလိုက်တယ်လို့ဖြတ်သွားခဲ့ပါတယ်။ဒီဖြစ်ပျက်ကိုသတင်းရင်းမြစ်နှစ်ခုကတီးကြားစီဖော်ပြခဲ့ပါတယ်။ပထမသတင်းရင်းမြစ်ရဲ့အဆိုအရပါတီရဲ့ဝိုင်းရင်ခေါင်းဆောင်ကြီးတွေကဘ ਹੁ ကော်မတီဝင်205ဦးလုံးကိုထိန်းချုပ်ထားပြီးတော့ဝင်ကြီးချုပ်ဟောင်းဝမ်ယန်ကိုအာနာချောချောမွေ့အလွဲပြောင်းပေးနိုင်ဖို့စီစဉ်နေပြီလို့ဆိုပါတယ်။ နိုင်ငံရေးလေးလာသုံးသပ်သူတွေကတော့ဒီဖြစ်ဖြစ်ရဲ့အချိန်အခါကအလွန်ကိုထူးခြားဆန်းကျယ်လို့ဆိုပါရင် အချိန်ကြိုက်လေးဖြတ်ခြင်း timely stop လို့တောင်းမှာတင်စားခေါ်ဝေါ်နေကြပြီးတော့တချို့ကဆိုရင်ဒါဟာရှီကျင်းဖျင်ကိုအရေးကြီးတဲ့နိုင်ငံရေးအခိုင်အတန့်မှာဖယ်ရှားဖို့အတွက်တမင်တကာဖန်တီးထားတဲ့နိုင်ငံရေးလေးဖြတ်မှုတစ်ခုဖြစ်နိုင်တယ်လို့တောင်းမှာသုံးသပ်နေကြပါရင်ဒီသတင်းကို ပထမဆုံးဖွင့်ချခဲ့တဲ့သူကတော့မွန်ဂိုလီးယားဒေသအတွင်းပိုင်းက ဥပဒေအကြံပေးရုံးရဲ့အကြီးအကဲဟောင်းဖြစ်သူ21မှာပဲသူက2025ခုနှစ်အော်တိုဘာလ9ရက်နေ့မှာပါတီအတွင်းသတင်းရင်းမြစ်တစ်ခုစီကနေသတင်းရရှိခဲ့လို့ဆိုပါတယ်အဲ့ဒါကတော့ရှီဂျင်းပင်ဟာပေကျင်းမာလီဖြတ်ပြီးတော့လဲချသွားတဲ့အချိန်မှာ အရေးပေါ်ကုသမှုခံယူနေရတယ်ဆိုတဲ့အကြောင်းပါပဲ အဲ့ဒီအချိန်မြောက်ကိုရီးယားနိုင်ငံဖျုံယမ်းမြို့တော်မှာရောက်ရှိနေတဲ့ဝင်ကြီးချုပ်လီယိုလေချက်ချင်းပေကျင်းကို ပြန်လာဖို့အမိန့်ပေးခဲ့ရလို့ဆိုပါတယ်။ဒါပေမဲ့ဂျူဝမ်ကဒီသတင်းဟာအရင်မြင့်တခုတည်းကလာတာဖြစ်လို့အတီးပြူဖို့တော့လို့သေးရလို့သတိပေးခဲ့ပါတယ်။ဒါပေမဲ့ဒီသတင်းရဲ့အရေးပါမှုကိုတော့သူကအထူးအလေးပေးပြောကြားခဲ့ပါတယ်။သူကရိုရှင်းတဲ့စံသမ်းမှုတစ်ခုကိုအကြံပြုခဲ့ပါတယ်။အကယ်၍ဝင်ကြီးချုပ်ရဲ့မြောက်ကိုရီးယားခီးစင်သား အနောက်ရှက်မရှိဆက်သွားနိုင်မယ်ဆိုရင်တော့ရှီချင်းဖျင်ရဲ့အခြေအနေကထိပ်ပြီးတော့မစိုးရင်ရအောင်လို့မှတ်ယူနိုင်တယ်ဒါပေမဲ့သူသာခီးစဉ်ကိုရုပ်ရည်ဖြတ်ပြီးတော့ပေကျင်းကိုချက်ချင်းပြန်လာခဲ့မယ်ဆိုရင်တော့ဒါအပြေဝနိုင်ငံရေးအကြက်တဲကြီးတစ်ခုစတင်နေပြီဆိုတဲ့လက္ခဏာပဲလို့သူကဆိုပါတယ်နောက်ထပ်သတင်းပေါက်ကြားမှုတစ်ခုကလည်းထူးဝမ်ရဲ့သတင်းကိုထောက်ခံနေပါတယ်အဲဒီမှာတော့ပါတီဝိုင်းခေါင်းဆောင်ကြီးတွေက ဝန်ရံရဲ့အာနာဆက်ဆံရေးကိုစက်ခံရေးကိုအမခံနိုင်ဖို့အတွက်ဗဟုကော်မတီဝန်ကြီးအပေါ်မှာကြီးမားတဲ့ဆက်ဆံရေးတစ်ခုဆင်နွှဲနေပြီလို့ဖော်ပြထားပါတယ်။အဲဒီနေ့မှာပဲတရုတ်ဆိုရတဲ့နေဆက်တဲ့ South China Morning Post သတင်းစာမှာလည်းစောင်းမတဲ့ပုတ်ပေါ်ထွက်လာပါတယ်။အဲဒီမှာတော့အချိန်20မြောက်ပါတီညီလာခံအပြီးမှာရှီချင်းပြင်တည်ဆောက်ခဲ့တဲ့ခေါင်းဆောင်မှုဖွဲ့စည်းပုံအတွင်းမှာမတည်ငြိမ်မှုတွေကြီးထွားလာနေရလို့ထောက်ပြထားပါတယ်။ ချင်ကန်းနဲ့လီရှန်ဖူလိုအဓိကပုဂ္ဂိုလ်တွေမကြသေးမီရာဒူကနေပြုတ်ကျသွားတာကိုလည်းထည့်သွင်းဖော်ပြထားပြီးတော့ဒါမဲ့စတုထမြန်ဟာစုံကြီးအစည်းအဝေးဟာ2019ခုနှစ်နောက်ပိုင်းအကြီးမားဆုံးသောအပြောင်းအလဲကြီးကိုယူဆောင်လာနိုင်တယ်လို့အရေးမို့ပြောကြားထားပါတယ်ဒီချက်ကိုလေလာသူတွေက ပါတီအတွင်းအာဏာရွေးပြောင်းမှုတစ်ခုအတွက်ပြည်သူလူထုရဲ့သဘောထားကိုထွတ်ထင်ပြင်ဆင်နေတဲ့လောရဲတစ်ခုအဖြစ်အတိပ္ပယ်ဖွင့်ဆိုကြပါရယ်ဒီကောလာဟလာရီကရှီကျင်းပြည်ရဲ့ဂျမိုင်းနဲ့ပတ်သက်ပြီးတော့အွန်လိုင်းပေါ်မှာကြဲကြဲပြန့်ပြန့်ပြောဆိုနေကြရနိုင်လေတစ်ချိန်တည်းမှာတိုက်ဆိုင်နေပါရယ်လေကြောင်းခီးစဉ်ချိရကန်ချက်လက်တွေရ ဝင်းကြီးကျောင်းကနောက်ကိုရီးယားကနေပြန်မလာသေးဘူးဆိုတာကို တွေ့ရပါတယ်။ဒီလိုဟာဒီအချက်ကိုခြံပြီးတော့ သတင်းတွေရဲ့ယုံကြည်ကိုးစားနိုင်မှုကို မေးခွန်းထုတ်ကြပါတယ်။ဒါပေမဲ့ဒီလိုကောလာဟလာတွေထွက်ပေါ်လာတာဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ဒီကနေ့ဇူလိုင်လတတိယမျက်နှာစုံကြီးအစည်းအဝေးမတိုင်မီရလဲရှီချင်းဖြင့်လေဖြတ်ပြီးတော့လဲကျသွားတဲ့စရိတ်သတင်းတွေထွက်ပေါ်ခဲ့ပူပါရယ်။ဒီကနေ့ဩဂုတ်လတုန်းကလည်းရှီချင်းဖြင့် BNN ခေါင်းဆောင် ထိုလမ်နဲ့တွေ့ဆုံတဲ့တပ်ပုံတွေမှာသူရဲ့ဦးခေါင်းနောက်ဆေးမှာ အခွက်လိုက်စပင်မရှိအောင်တွေးခဲ့ရပြီးတော့ အုံနောက်ခွဲစိတ်ကူးသားမှုခံယူထားတဲ့ဆိုရက်ထင်ကြီးပေးမှုတွေပေါ်ထွက်ခဲ့ပါသေးတယ်။ကျုံနန်ဟိုင်းတွေကအတွင်းစီအာနာလူဝဲတွေကပေါက်ွယ်လူနီပါအဆင့်ကို ရောက်နေပြီဖြစ်ပြီးတော့အုံစုတစုကရှေးချင်းပြင်ကိုအပီးတိုင်ဖယ်ရှားဖို့အတွက်အပြင်းထန်ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။ရှေးချင်းပြင်တော့တကယ်ဆိုရင်ရတဲ့အခြေအနေမှာဆိုရင်ဝမ်ယန်ကိုလင်မြန်စွာအာနာလွဲပေးလိုက်တာက ပို့ပြီးတော့စနစ်တကျရှိတဲ့ရှောင်လွယ်လို့မရတဲ့အခြေအနေတစ်ခုလိုဖြစ်သွားစီမှာမို့အစိုးရအတွက်အရှက်ရစရာမဖြစ်တော့ပါဘူး။ပေါင်ချားလာတဲ့သတင်းတွေရဲ့အစိုးရဝိုင်းရခေါင်းဆောင်ကြီးတွေကဗဟုကော်မတီဝင်205ဦးလုံးကိုထိန်းချုပ်ထားတာဖြစ်ပြီးတော့48ဦးကိုထိန်းသိမ်းထားပြီးစနေသူတွေကိုတော့စစ်ဆေးမေးမြန်းပြီးတော့သစ္စာခံခိုင်းထားတယ်လို့ဆိုပါတယ်။တချို့အစီရင်ခံစာတွေမှာဆိုရင်ရှီချင်းပြင်းကပြည်ကနေတတိယမျက်နှာစုံကြီးအစည်းအဝေးပြီးကလေးက စစ်တပ်အပေါ်မှာ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ဖော်ပြထားပြီးတော့နောက်နေ့မှာအပီးတိုင်အနာယူရတော့မှာဖြစ်ပြီးအခမ်းအနားကျရတဲ့ယာတို့တစ်ခုလောက်ပဲကျန်တော့မယ်လို့ဆိုပါတယ်။ပါတီအတွင်းမှာတော့ရှီကျင်းဖင်ကိုအယူလို့တောင်မှပြောင်လောင်ခေါ်ဝေါ်နေကြတယ်လို့သတင်းတွေထွက်နေပါတယ်။ဒီသတင်းတွေကအမှန်ဖြစ်ဖြစ်အမှားဖြစ်ဖြစ်ဒီလိုထင်ကြီးပြီးမှုတွေရဲ့မုံတိုင်းကြီးဟာအချက်တစ်ချက်ကိုတော့ရှင်းရှင်းလင်းလင်းပြသနေပါတယ်။အဲ့ဒါကတော့ရှီကျင်းဖင်က တရုတ်နိုင်ငံရဲ့အနေပေါင်းများစွာအတွင်းအရေးကြီးဆုံးနိုင်ငံရေးအစည်းအဝေးကြီးတစ်ခုကိုကျင်းပဖို့ပြင်ဆင်နေချိန်မှာအာနာထော်ထိတ်ကအသေးငယ်ဆုံးသောအားနည်းမှုလက္ခဏာလေးတစ်ခုအတောင်းပါတီတစ်ခုလုံးနဲ့ကဘာကြီးကိုတော်တော်ချောက်ချားသွားစီနိုင်တဲ့ဆိုရဲအချက်ပါပဲ။နောက်ထပ်ပေါ်ထွက်လာတဲ့သတင်းတွေအရပါတီကောင်းဆောင်ရှီချင်းဖြစ်နေတဲ့ Polit Bureau အမြန်ကော်မတီဝင် Choi Chi တို့ကသူတို့ရဲ့အသက်အရွယ်ကြောင့်ယာရုကနေနှုတ်ထွက်ဖို့ဖိအားပေးခံရနိုင်တယ်လို့ဆိုပါတယ်။ တစ်ဖက်မှာလည်းတန်တပန်လောကကနေဒိတ်တဆိတ်ထွက်ပေါ်လာတဲ့သတင်းတွေအရနိုင်ငံဆိုင်ဝင်ကြီးဟောင်းချင်းကန်ဟာနိုင်ငံရေးစီးပွားရေးပြဿနာတစုံတရာမရှိပဲအေးအေးဆေးဆေးအနားယူသွားပြီလို့အရေးမို့ပြောဆိုနေကြပါတယ်။ဒီချိန်ထဲမှာပဲရှီချင်းပြည်ရဲ့ဇနီးတမရဂရောဖုန်လီရွှန်းကစာတီးဖြစ်တဲ့ရုံထုံပြည်နယ်မှာလည်းနိုင်ငံရေးသုံးတင်ရှင်းလင်းဖယ်ရှားမှုကြီးတစ်ခုဖြစ်ပွားနေပါတယ်။ ဒါပါတီအတွင်းအာနာမြေပုံကိုအစ်စ်ပြန်လဲရေးဆွဲနေပြီဆိုတဲ့လက္ခဏာတစ်ခုပါပဲ။လောလတဲ့ဝေဖန်သုံးသက်သူခြိုက်ရှမ်းခွင်ရဲ့အဆိုအရရှီချင်းပြန်တဲ့ခြိုက်ဂျီရိုနှစ်ဦးလုံးကိုပါတီရဲ့ဝိုင်းခေါင်းဆောင်တွေကသူတို့ရဲ့အသက်အရွယ်နဲ့ပတ်သက်ပြီးတော့မိန့်ခွန်းထုတ်ခဲ့ကြပြီးယာရူအားနဲ့စင်ပေးဖို့ဖိအားပေးခံရနိုင်တယ်လို့ဆိုပါတယ်။သူကသတိပေးလိုက်တာကတော့ရှီချင်းဖြစ်တာ DSC ဝေးမှာထိုင်ကုန်တနေရာလေးပဲဖြစ်ဖြစ်လမ်းလွတ်လိုက်ရရင်သူရဲ့အာဟောစာအာနာဆိုရင်တော့ နှစ်နှစ်အတွင်းမှာ လုံးဝဩဇာအာဏာကပြိုလဲသွားနိုင်တယ်ဆိုတာပါပဲ။နောက်ထပ်ကောလာဟလတစ်ခုကတော့အတီးပြုတ်မှုမဖြစ်နိုင်ပေမဲ့နိုင်ငံရေးအရအလွန်ရေးပါပါတယ်။အဲ့ဒါကတော့ပါတီအတွင်းဆန်းဆရံအားလုံးကိုဝင်းစည်းချုပ်ဟောင်းဝန်ချားပေါင်စီကိုပေးပို့ပြီးတော့လက်မှတ်ထိုးခိုင်းနေရတယ်ဆိုတဲ့သတင်းပါပဲ။ဒါပါတီသမိုင်းမှာတစ်ခါမှမဖြစ်ဘူးတဲ့အလို့ရဖြစ်ပြီးတော့ဝိုင်းရင်ကောင်းဆောင်ကြီးတွေက ဝင်ရောက်ဆွတ်ဖက်နေပြီဆိုတာကိုပြသနေပါတယ်။ဒီဖြစ်ပျက်တွေအားလုံးကစတောတာမျက်နှာစုံကြီးအစည်းအဝေးမတိုင်မီရှက်ပိုင်းအလိုမှာထွက်ပေါ်လာတာဖြစ်ပြီးတော့အာနာဆက်ခံရေးနဲ့အာနာချိန်ခွင်ရှာညှိယူရေးအတွက်ဂျီမာရဲ့ပြိပခကြီးတစ်ခုရဲ့အစီအပိုင်းနေအဖြစ်ရှုမြင်ခံနေရပါတယ်။အသက်အရွယ်ကြောင့်အနားယူရမယ်ဆိုတဲ့အကြောင်းပြချက်ဟာကာလရှည်ကြာပျောက်ွယ်နေခဲ့တဲ့7 app 8 download ခေါ်တဲ့စီးမျဉ်းကိုပြန်လည်အသက်သွင်းလိုက်တာပါပဲ။1990ပြည့်နှစ်တည်တုန်းက ဂျန်ဇီမင်လက်ထက်မှာချမှတ်ခဲ့တဲ့ဒီစီးနင်းအရာအသက်69နှစ်ရှိတဲ့အရာရှိတွေကရာထူးမှာဆက်နေနိုင်ပြီးတော့အသက်68နှစ်ရှိတဲ့သူတွေကတော့မဖြစ်မနေအနားယူရမှာဖြစ်ပါတယ်ဒီစီးနင်းက15ချိန်ကနေအချိန်16ချိန်မြောက်ပါတီညီလာခံအထိခေါင်းဆောင်မှုအပြောင်းလဲအတွက်အကာအကွယ်ပေးခဲ့ပါတယ်အခုဒီစီးနင်းကိုပြန်လဲအသက်သွင်းလာတာကရှီချင်းဖျင်ရဲ့အကြီးအကဲသဘောတရားရေးပညာရှင် ဝန်ဟူနေရဲ့ကောက်ကျစ်တဲ့နိုင်ငံရေးတွဲချက်မှုတစ်ခုဖြစ်နိုင်တယ်လို့ထင်စည်းပေးမှုတွေကြီးထွားလာနေပါတယ်။ရှီချင်းဖြစ်တဲ့ချိုင်ဂျီတို့ရဲ့ထွက်ခွာမှုကိုအသက်အရွယ်စီးမြင်တဲ့အညီလိုက်နာတဲ့ပုံစံမျိုးဖန်တီးခြင်းအားဖြင့်ဝန်ဟူနေရလေဝမ်ရန်နဲ့ရန်ကျဲလိုမျိုးအသက်ကြီးပြီးတော့ပြိုင်ပွဲဖြစ်နိုင်တဲ့သူတွေကိုလည်းရှေ့တက်မလာအောင်ဓာတ်ဆီးနိုင်မှာဖြစ်ပါတယ်။ဒီလိုရက်ကရှီချင်းဖြစ်ကိုစန်းကျင်တဲ့အုပ်စုတွေက သူတို့ရဲ့လူတွေကိုနေရာမပေးနိုင်အောင်တားဆီးပြီးတော့စည်းကမ်းလိုက်နာတဲ့ပုံစံမျိုးနဲ့အာနာကိုပုံမစူးစီးလိုက်ကြပါပဲ။ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကတော့ရှီချင်းပြေရောပါတီကောင်းဆောင်ဟောင်းဟူချင်းကိုချင်းခက်ခဲ့ပြီးတော့ဟူချင်းရဲ့တောင်းဟူဟိုင်းဖုန်းကိုပေါ်လီဘျူရိုထဲထည့်ပေးမယ်။အပြန်အလှန်အားဖြင့်ဟူချင်းကရှီချင်းပြေရဲ့အာနာတီမြေကြီးကိုထောက်ခံပေးရမယ်လို့ကြေလန့်ခဲ့တယ်လို့သတင်းတွေထွက်နေပါတယ်။ဟူချင်းကဒီကြေလန့်မှုကိုညှင်းဆိုခဲ့ပြီးတော့ မကြခင်မှာပဲအသက်အရွယ်ကြောင့်အနာယူရမယ်ဆိုတဲ့ဇာတ်လမ်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်တော့ဒါဟာစီးနင်းစည်းကမ်းကိုလေးစားလိုက်နာတဲ့ပုံစံမျိုးနဲ့အတိုက်ခံတွေကို အထီးကျန်ဖြစ်အောင်လုပ်တဲ့တံပြန်တိုက်ခိုက်မှုတစ်ခုလို့အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။တစ်ချိန်တည်းမှာပဲတန်တမန်လောကမှာတော့မတူညီတဲ့အချက်ပြမှုတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။မကြသေးမီကအောင်းဝေးဘွယ်အခမ်းအနားတစ်ခုမှာဒုတိယနိုင်ငံသားရေးဝင်ကြီးဟွာချန်မြင့်ကချင်ကန်ရဲ့အမှုဟာ ပုဂ္ဂိုလ်ရေးခန်းစားချက်ဆိုင်ရာကိစ္စရပ်တွေသာဖော်ဝင်ပြီးတော့နိုင်ငံရေးစီးပွားရေးပြဿနာတွေလုံးဝမရှိဘူးလို့ပြောကြားခဲ့ပါတယ်။ဒီပြောကြားချက်ကိုချင်းကန်းကိုနေရာပြန်ပေးဖို့အတွက်ကြိုတင်ပြင်ဆင်နေတဲ့တမင်တကာသတင်းပေါ့ချမှုတစ်ခုအဖြစ်ကြကြပြန့်ပြန့်ရှုမြင်နေကြပါတယ်။သတင်းသမားဟောင်းဂျန်ဝေလိုမျိုးလေလာသူတွေကတော့ ဒါဟာရုရှားကိုလိုလာပြီးတော့အမေရိကန်ကိုဆန့်ကျင်တဲ့မူဝါဒကနေဝါရှင်တန်နဲ့သတိကြီးစွာပြန်လည်ထိတွေ့ဆက်ဆံမဲ့မဟာဗျူဟာအပြောင်းလဲတစ်ခုရဲ့ရှေ့ပြေးနမိတ်ဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောဆိုနိုင်ပြီးတော့အမေရိကန်နိုင်ငံ၏လောကမှာအဆက်အသွယ်ကောင်းတဲ့ချိန်ကန်းဟာဒီလိုမူဝါဒအပြောင်းလဲအတွက်အသစ်တော်ဆုံးပုံကိုဖြစ်လာမှာပါ။တပည့် နှစ်ထဲမှာပဲရှန်တုံးပြည်နယ်မှာတပည့်နဲ့ထဲစုံစမ်းစစ်ဆေးမှုကြီးတစ်ခုကိုရှောင်းတခင်ပြုလုပ်နေပါတယ်။နှစ်လအတွင်းမှာပဲအရာရှိ40ကျော်ရာထူးကနေပြုတ်ချခဲ့ပြီးတော့ဒီရှင်းလင်းမှုကဖုန်လီယွမ်းရဲ့ဇာတိမျိုးတွေအထီတောင်မှရောက်ရှိနေပါပြီ။ ရှန်တုံးပြည်နယ်နဲ့အမြင့်တွင်နေတဲ့အရှိပိုင်းစစ်ဌာနချုပ်နိုင်ငံရေးကော်မရှင်နာလျိုချင်းဆောင်နဲ့ကာကွယ်ရေးဝန်ကြီးဒုံချန်းတို့လိုစစ်ဘက်အရာရှိတွေတောင်မှစုံစမ်းစစ်ဆေးခံရနိုင်တဲ့ဆိုရက်ကောလာဟလတွေထွက်ပေါ်နေပါတယ်။ဒီစစ်စင်ရေးက CCP ရဲ့နဝမမြောက်ဗဟိုစစ်စင်ရေးအဖွဲ့ကဒိုင်းရိုက်ကိုခင်းနေတာဖြစ်ပြီးတော့အဓိကကျတဲ့လူပုဂ္ဂိုလ်တွေ project တွေနဲ့ရန်ပုံငွေကွန်ရက်တွေကိုအဓိကကျတိုက်ခတ်နေတာဖြစ်ပြီးတော့ ဖော်လီယွမ်းရဲ့နိုင်ငံရေးအခြေစိုက်စက္ကန့်ဟိုပါထိုးနှက်လိုက်တာပဲဖြစ်ပါတယ်ဒီဖြစ်ပျက်တွေအားလုံးကိုစူးစီးကြည့်လိုက်ရင်ပါတီရဲ့ပြောင်းလဲနေတဲ့မျက်နှာစာနောက်ွယ်မှာပြင်းထန်တဲ့အတွင်းစည်းပြိပက္ခကြီးတစ်ခုဖြစ်ပေါ်နေရဲဆိုတာကိုညွှန်ပြနေပါတယ်ချိန်ကန်းကိုဒိတ်တစိတ်နေရာပြန်ပေးဖို့ပြင်ဆင်နေတာဖော်လီယွမ်းရဲ့မဟာမိတ်တွေကိုပြစ်မှတ်ထားရှင်းလင်းနေတာခေါင်းဆောင်မှုအပြောင်းလဲအတွက်အနာယူရေးကိစ္စကိုပြန်လည်အသက်သွင်းလာတာတွေအားလုံးကကျုံနန်ဟိုင်းအတွင်းမှာ အာနာကိုအစ်စ်ပြန်လဲခွဲဝင်နေကြပြီဆိုတဲ့အချက်ကိုပြသနေပါတယ်။စတိုးထားမျက်နှာစုံကြီးအစည်းအဝေးကြီးနေခက်လာတာနဲ့အမျှထွက်ပေါ်လာမယ့်ရာလတ်ကတရုတ်နိုင်ငံရဲ့ခေါင်းဆောင်မှုအစင်းစင်းကိုပြောင်းလဲစေရုံသာမကနိုင်ငံတကာအပေါ်ထားရှိမဲ့သူတို့ရဲ့မဟာဗျူဟာလမ်းကြောင်းကိုပါ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ပေကျင်းရဲ့အာနာစင်းချန်နေထဲမှာတော့သစ္စာဆောင်တည်မှုနဲ့ရှင်သန်ရည်ရည်ဆိုတဲ့ စီးမြင်းတွေကိုနောက်တစ်ကြိမ်အသစ်ပြန်လည်ရေးသားနေကြပါပြီ။ဒီနိုင်ငံရဲ့ဒေတာဆိုင်ရာအစိုးရဖွဲ့ကအတွင်းလူတရားရဲ့အဆိုအရတော့ဖြိုလဲမှုဟာစတင်နေပြီလို့တော်မှဆိုပါရယ်။တောင်ပိုင်းပြည်နယ်တခုကဗန်နာအီးအရာရှိတဦးက e post time တရင်စာကိုပြောကြရမှာနိုင်ငံတော်ဝန်ကဒေတာဆိုင်ရာအနာမိုင်းတွေကနှစ်ပေါင်းများစွာဗန်နာအီးဖီအားတွေကြောင့်အလုံးမလုံးနိုင်တော့တဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပြီးတော့ တရုတ်စီးပွားရေးရာလာမယ့်နှစ်မှာထိထောက်ပို့ပြီးတော့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေနဲ့ရှင်ဆန်ရလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ဆိုရမီဒီယာတွေကတော့တရုတ်စီးပွားရေးရာခံနိုင်ရရှိပြီးတော့တကြောနေစေဖြစ်ကြောင်းအခိုင်အမာပြောဆိုနေကြပါတယ်။နိုင်ငံရဲ့ဝင်ငွေအကောင်းဆုံးပြည်နယ်တွေထဲမှာပါဝင်တဲ့ပြည်နယ်အများအပြားကကေယောဂါကာလ၃နှစ်တာလော့ခ်ဒေါင်းစီအပြီးမှာ တို့ရဲ့ရန်ပုံငွေတွေလုံးဝနှိပါကုန်ခံသွားပြီလို့ project ရဲ့ရဆိုင်ကုန်နဲ့လာစာရီနောက်ကျကုန်နဲ့ဌာနတစ်ခုလုံးအလုံးမလုံးနိုင်တော့တဲ့အခြေအနေတွေဖြစ်နေပါပြီအဓိကပြဿနာကပေကျင်းဘဟုအစိုးရနဲ့ဒေသဆိုင်ရာအစိုးရတွေကြားကအများထားတဲ့ဗန္ဓာရေးခွဲဝေမှုကြောင့်ပါဘဟုအစိုးရကကျွန်တော်တို့ကိုယူရင်းချင်းစီဆုတ်တလို့ဆုတ်ယူနေရလို့ဆိုပါတယ်အရှင်အားဆိုရင်ဝင်ငွေဒေါ်လာ16ဘီလီယံတိုင်းမှာဒေါ်လာ912သန်းက ပေကျင်းကိုသွားပြီးတော့ဒေါ်လာ658သန်းကဒေတာမှာကျန်ခဲ့ပါတယ်။အခုတော့50 50ခွဲဝေလိုက်တဲ့အတွက်ဒေတာဆိုင်ရာဆိုးရွားတွေကသူတို့ရဲ့ကြီးမားလာတဲ့အသုံးစရိတ်တွေကို မကမီတော့ပါဘူး။တရုတ်ရဲ့2024ဘတ်ဂျက်ဝင်ငွေက1.3ခိုင်နှုန်းတိုးပြီးတော့ဒေါ်လာ31 trillion အထိရောက်သွားတယ်လို့တရုတ်ဝင်စီရင်ခံစာတွေမှာဖော်ပြထားပေးမယ်။ ဒီကိန်းကနန်းနေရအတိပဲမရှိဘူးလို့နေဆက်သူတွေကဆိုကြပါတယ်။စီးရင်တစ်ခုထားပါတယ်။တခုကအများပြည်သူအတွက် နောက်တစ်ခုကလျှို့ဝှက်စီးရင်မှာအများပြည်သူအတွက်ကဝါရောင်ပြန်ဖို့တသက်ပါပဲ။ဇူလိုင်လကလေးကရှန်ရဲ့ပြည်နယ်ဟာအမိုက်သိန်းတာအစိုးရရှင်တွေအသုံးပြုတာရဲသုံးပစ္စည်းဝယ်ယူတာလိုမျိုးအရေးကြီးတဲ့ဝန်ဆောင်မှုတွေကိုတောင်ရပ်ဆိုင်းထားရပါတယ်။ အလုံးလေးဆိုတော့ရန်ပုံငွေတွေလုံးဝခန်းချောက်သွားလို့ပါပဲ။အငယ်ဝန်ထမ်းတွေကလည်းဖီအားတွေစတင်ခန်းစားနေရပါပြီ။2022ခုနှစ်ကစပြီးတော့အရာရှိတွေရလာစာကို၃ချိန်တန်တန်ဖြတ်တောက်ခဲ့ပြီးတော့စုစုပေါင်း25ရာခိုင်နှုန်းလောက်ရှိပါတယ်။ဂျာဝန်လည်း bonus day ထောက်ပံ့ကြေးတွေကိုဒေတာစိတ်ဖြတ်သိမ်းတဲ့နည်းနဲ့လုပ်ခဲ့တာပါ။သူကဒီဘဏ္ဍာရေးပြိုလဲမှုဟာ COVID lockdown တွေကနေစတင်ခဲ့တဲ့ဆိုပေမဲ့တကယ်အကြောင်းရင်းကတော့စနစ်တစ်ခုလုံးရဲ့ပြဿနာဖြစ်တယ်လို့ဆိုပါတယ်။ ဒါကယောဂါကြောင့်မဟုတ်ပါဘူးကွန်မြူနီစနစ်ကိုယ်တိုင်ကြောင့်ဖြစ်တာပါမော်စီတုံးရဲ့အငတ်ပေးကြီးနဲ့ရှင်ချိန်မှုတော်လိုင်းကြီးကနေဒိန်ရှောက်ဖိန်ရဲ့ဖြူရိုကအထက်တန်းကောင်ကိုပဲချမ်းသာစေခဲ့တဲ့မူဝါဒအထိ CCB ခေါင်းဆောင်လိုက်ရဆိုရင်တော့သူတို့အာဏာတည်မြဲဖို့အတွက်ပြည်သူတွေကိုအမြဲတမ်းဆုပ်ယူခဲ့ကြရလဲဖြစ်ပါရင်အကျိုးဆက်ကတော့ကုန်ခန်းလူစစ်စစ်အင်အားနဲ့လေပတ်နေရတဲ့စီးပွားရေးတစ်ခုပါပဲ ချီယုတ်ရဲ့ဆယ်စုနှစ်များစွာကြာမြင့်ခဲ့တဲ့ဒုတက်မှုဆိုတာဒုတက်မှုအယောင်ဆောင်ထားတဲ့လူရဲမှုတစ်ခုသာဖြစ်ပြီးတော့နိုင်ငံရေးအမြတ်အတွက်ပြည်သူတွေရဲ့ကျန်းမာရေးနဲ့အဝင်းကျင်ကိုစည်းရီးခဲ့တာလို့သူကဆိုပါတယ်အခုတော့အဲ့ဒီပုံစံပြိုလဲလာတဲ့အခါအစိုးရကရှင်သန်ရည်တည်ဖို့အတွက်ပြည်သူတွေရဲ့အိတ်ကက်သေးကိုနိုင်နေပါပြီ။မြို့နယ်တစ်ခုက project တစ်ခုကိုဥပမာပေးပါမယ်။အဲဒီ project ကတီထွင်စံသွင်းမှုယင်းမြို့နယ်မှုအဖြစ်ကိုဒေါ်လာ၄.၁ဘီလီယံထောင်ခံခဲ့ပေမဲ့ တကယ်သုံးခဲ့တာကဒေါ်လာ139တန်းပဲရှိပါတယ်။ကျန်တဲ့ငွေအားလုံးကိုရရှိတွေကခိုးယူသွားပါတယ်။နိုင်ငံတော်ဝမ်းမှာကြီးကြပ်ခမ်းနားတဲ့ဒီဂျင်ဆန်သင်းမှုစင်တာရီစမတ်မြူရော်တွေကိုတည်ဆောက်လိုက်ရင်ပြီးရင်ပြန်ဖြတ်လိုက်လုပ်နေကြတာကွမ်ဂျိုးက Bay Area Smart Hub ဆိုရင်တော့ PCB ဆယ်ရဲ့အကြာမှာပဲပြန်ဖြတ်ချခံခဲ့ရပါတယ်အချင်းပြချစားမှုက စိတ်ကူးလို့မရတဲ့အတိုင်းအတာကိုရှောင်နေပါပြီ။တာမန်ပြည်သူတွေကတော့ဒီဒုက္ခကိုကိုယ်တိုင်ခံစားနေရပါတယ်။ဆေးရုံတွေပိတ်သိမ်း၊ရွှေပြောင်းလို့သမားတွေထွက်ခွာ၊ဆိုင်တွေပိတ်သိမ်းနေတဲ့အတွက်စားသုံးသူတွေရဲ့ယုံကြည်မှုကလုံးဝကို ဖြိုလဲသွားပါပြီ။ view credit တောင်မှသူတို့ရဲ့အနာဂတ်အတွက်ကိုစိုးရိမ်နေကြရပါတယ်။နိုင်ငံရေးအခြေအနေတွေကလည်းတင်းမာလာနေပါတယ်။ဝီချမ်းမှာရှီချင်းပြည်ရဲ့မူဝါဒတွေကိုဝေဖန်မိရင်စစ်ဆေးမေးမြန်းခံရနိုင်ပါတယ်။ဌာနတွေတိုင်းမှာ ဘာဒီရဲ့စောင်းကြည့်သူတွေ50 cent army အစိုးရထောက်ခံသူများအဖွဲ့တွေနဲ့ပြည်နေပြီးတော့လုံဖို့ခိုင်ဘက်တရဲ့သဘောထားကွဲတွဲမှုအသေးဖွဲလေးတွေကိုတောင်သတင်းပို့တတ်ကြပါတယ်ဂျပန်မှာလည်းအစိုးရကရတ္တိနိုင်ဖို့အတွက်အစုံအစားမရှိချင်းငွေတွေထည့်ယူနေပါတယ်။အကြွေးဆိုတာဂျန်နေသေးရဲ့တခုတည်းသော လောင်စာပါ။အဲ့ဒါသာမရှိတော့ရင်ဖြိုလဲမှုကမလွယ်မသွေပါပဲ။အစိုးရကလာစာတွေကိုထပ်ဖြတ်တောက်ပြီးတော့ရတ္တိငွေတွေကိုစောင့်ကြည့်ရေးစနစ်တွေနဲ့ စစ်တပ်ထဲကိုထည့်သွင်းကအာဏာကိုဆက်ထိန်းထားဖို့ကြိုးစားပါလိမ့်မယ်။ဒီကနေ့စစ်တပ်တို့တင်ဆက်ခဲ့တဲ့ရှီချင်းပြင်လီဖြစ်တဲ့ဆိုတဲ့ကောလာဟာလစတုတာမျက်နှာစုံကြီးအစည်းအဝေးမတိုင်ခင်ပါတီတွင်အာဏာလူပွဲစည်းပေါက်ကွဲနေပုံတရုတ်ရဲ့ဗန်နာရေးအချိန်ရိုက်ပုံကြီးပေါက်ကွဲလာမှုအခြေအနေတွေကဟာတရုတ်ပြည်တွင်ရဲ့မတည်ငြိမ်မှုနဲ့ကမ္ဘာအပေါ်မှာထက်ရောက်လာမဲ့ဩဇာအာဏာပြောင်းလဲတွေကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။တရုတ်ကွန်မြူနတီပါတီရဲ့ဖိတ်ထားတဲ့တရားရီနောက်ွယ်မှာဘာရီဆက်ဖြစ်လာမလဲဆိုတာ ပြည်သူတွေရဲ့စီးပွားရေးဒုက္ခတွေဘယ်လိုအဆုံးသတ်မလဲဆိုတာကျွန်တော်တို့ဆောက်လက်ပြီးတော့စောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးရလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆောင်ရွက်ကြပါဆိုရှင်။